အားလုံးပဲမင်္ဂလာပါကိုရင်းရှာ YouTube channel လေးရနေပြီးတော့ညနေကြိုဆိုလိုက်ရပါတယ်ဘယ်လိုလဲရှမ်းမြလေးညနေယူရိုပါလီညနေမှာဒီကိုတို့အားလုံးအဆင်ပြေခဲ့ကြရမှာမဟုတ်လားယူရိုပါလီညမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram channel မှာရှာပြီးခဲ့တဲ့နှစ်ပွဲလုံး all win ဖြစ်ခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီကိုတော့ကျွန်တော်အမြဲပြောနေကြပါပဲကျွန်တော်ရဲ့ Telegram channel လေးကို join ထားပြီးကြပါ Telegram link လေးကတော့ဒီ video ရဲ့ comment ထဲမှာရော ဒီ YouTube channel ရဲ့ Discord channel မှာတော့ Telegram link လေးရှိပါတယ်ခင်ဗျာကျွန်တော်နေတိတ်မကောင်းတဲ့အတွက်ကြောင့်ဒီအတန်လေးတွေတိတ်မချင်းသွားရင်လည်းနားလည်ခွင့်လို့ပေးပါနော်အော်ဒီကနေ့မှာဆိုလို့ရှိရင်တော့တောက်ကြနေဖြစ်တယ်အချို့ပွဲစဉ်လေးတွေ၄ပွဲလောက်ရှိနေပါတယ်အဲ့ဒီပွဲစဉ်လေးတွေကိုကျွန်တော်အနေနဲ့သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်လေးတွေကိုမသုံးသပ်ခင်ဒီကိုလိုအနေနဲ့ဘောလုံးပွဲတွေကိုကစားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်စီမှာပဲမြန်မာလူမြန်မာချင်းနဲ့ကစားလို့ရတယ် Sport Aso 555 min ကြည့်စုံလိစုံကစားလို့ရတယ် iMac 18ကို wine spot တို့ကိုအကောင့်သစ်ဖွင့်တမ်းပါဆက်ဘောနဲ့နဲ့တူ Viber number 3969990139ကိုဆက်သွယ်ပြီးတော့လာရောက်အကောင့်ဖွင့်ကစားလို့ရပါတယ်ဆိုတဲ့အကြောင်းကိုလည်းတရင်ကောင်းလေးထပ်မံပေးပါရစေဒီကနေ့ရပရမအောင်ဆုံးပွဲစဉ်နေနဲ့ဆိုလို့ရှိရင်တော့ဘုံမောက်တင်နဲ့ဟူဟန်တို့ရဲ့ပွဲစဉ်မှာ ဒီဘွဲ့စင်မှာဆိုလို့ရှိရင်ဘုံပေါက်တင်က1ပေါင်90ဘုံပေါက်ဈေးမှာဆိုလို့ရှိရင်တော့3ပေါင်90ဈေးနဲ့မှာရှိနေပါတယ်ဘုံပေါက်ကတော့ခန်းစစ်တန်းလုံးပြောင်းလဲသွားပြီမြဲတိုက်စစ်ပိုင်းကတော့ပုံမှန်တိုင်းပဲရှိနေတယ်ကျွန်တော်တို့တွေဘုံပေါက်ကခန်းစစ်အတော်အားနဲ့သွားမယ်လို့ထင်ရပြီမြဲသူပြန်ဖြည့်ထားတဲ့ကစားသမားတွေကဒီကိုအစစ်မင်းကြီးကစားထားနိုင်တာကိုတော့တွေ့ရပါတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းစင်မင်းညိုအီဗန်နစ်စ်ကလိုက်ဗက်ဒေးဗစ်ဘလူးလိုကစားသမားတွေရှိနေတဲ့အတွက်ကြောင့်တိုက်စစ်ပိုင်းကကိုရမှာမပူရဘူး ဒီဟာဒီပရီးမီးယားလိမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအဝေးကွင်းမှာလီဗာပူးကို4-2ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တာကလွှဲရင်ဂျန်နယ်ပွဲစဉ်တွေမှာရှုံးပွဲမရှိသေးပါဘူးအဓိကအားဖြင့်ပရီးမီးယားလိအိမ်ဝင်၃ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲနိုင်တစ်ပွဲတည်းရလဒ်ထွက်ထားတယ်ဝူဘန်ဟန်တန်ကို1-0နဲ့နိုင်တယ်ဘရိုက်တန်ကို2-1နဲ့နိုင်တယ်နျူကာဆယ်ကိုစီးစီးတည်ကစားကားခဲ့ပါတယ်အဲ့တော့သူ့အနေနဲ့အိမ်ဝင်မှာရှုံးနေခဲ့ရတာဘရန်ဖို့ကို EFN ကပ်မှာ2-0နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်ပရီးမီးယားလိမှာတော့ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံး၄ဝက်ဆက်လည်းရလတ်တွေဇက်တိုက်ကောင်းထားတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဖူဟန်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီပြမှာကိုစေးပါရဲ့ဖူဟန်ကလည်းရလတ်ပိုင်းနေရာရောလက်ရှိခြေစွမ်းနေရာရောအရင်ကြီးစိုးနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဖူဟန်မှာကောင်းနေတယ်ဆိုတာကအိမ်ဝင်းဖြစ်နေတယ်ဒီဟာစီဖူဟန်ဟာ EFN ကပွဲစဉ်ပါဝင်အိမ်ဝင်း၅ဝက်ကစားထားတယ်အဲ့ဒီ၅ဝက်စလုံးကိုရှုံးနေကြခြင်းမရှိဘူး United ကို1-1တည်ကစားတယ်။ EFN ကမှ Bristol ကို2-0နဲ့နိုင်တယ်။ ီးမီးယားလိမှာလီယူနိုက်တက်ကို1-0နဲ့နိုင်တယ်။အိပ်ပြီးတဲ့နောက်ဘရန်ဖို့ကို3-1နဲ့နိုင်ရယ်ပြီးခဲ့တဲ့ EFN ကအိမ်ဝင်ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Cambridge တင်ကိုအိမ်ဝင်မှာ1-0နဲ့အနိုင်ရရှိခဲ့တယ်။ဒါပေမဲ့ပြီးမီးယားလိနောက်ဆုံးပွဲမှာဆိုလို့ရှိရင်တော့ Aston Villa တင်ကို3-1ဆိုရရလနဲ့ရှုံးနေခဲ့။အဲ့တော့ဒီရာသီမှာဖူဟန်ရှုံးပွဲနှစ်ပွဲကြုံတွေ့ထားရတယ်။ချက်စီကိုဝေဝန်2-0နဲ့ရှုံးတယ်။ Aston Villa ကိုဝေဝန်က3-1နဲ့ရှုံးတယ်။ဒါဆိုရင်ဖူဟန်ဟာ အဝေးဝေးအားနေနေပြီဆိုတာကိုသိရမှာလည်းဖြစ်တယ်ထိတ်တိုက်တွေ့ဆုံမှုတွေကကြည့်မှဆိုလို့ရှိရင်လည်းဘုံပေါက်ရင်အိမ်ဝင်ရောက်ပြီဆိုလို့ရှိရင်ဒီအရှင်ဘုံပေါက်ကပဲအသားရတာများတယ်အဲ့တော့ဒီဘွဲဆင်မှာလည်းဘုံပေါက်ရလက်ကောင်ရယူသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီဘွဲဆင်မှာတော့နှစ်ဖက်သိမ်းဟာရှေ့အရင်မကွာဘူးယူဆတဲ့အတွက်ကြောင့်ဒီဘွဲဆင်မှာတော့ကျွန်တော်ကိုအောက်ကိုပဲရွေးချယ်ပေးချင်ပါတယ်နောက်ထပ်ဘွဲဆင်တစ်ဘွဲကတော့စပိန်လာလီကာဘွဲဆင်အိုဆာဆူနာတဲ့နဲ့ဂီတာဖေးလို့ရဲ့ဘွဲဆင်မှာ ဒီဝက်ဆင်မှာဆိုလို့ရှိရင်အိုဆာဆူနာတင်က level 60ခေါင်းစင်းမှာဆိုလို့ရှိရင်2ပေါင်း50စီတက်မှာရှိနေပါတယ်အဲ့တော့အိုဆာဆူနာဟာဒီရသည်ကစားထားသမျှအိမ်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့အကောင်းဆုံးရလက်တည်ရယူထားတာကိုတွေ့ရတယ်၃ပွဲကစားထားမှာနှစ်ပွဲနိုင်တစ်ပွဲတည်းရလက်ထွက်ထားတယ်ဒါပေမဲ့အိုဆာဆူနာအဝေးကွင်းဆိုရင်တော့မကောင်းပါဘူးအဝေးကွင်းပွဲစဉ်တိုင်းကိုရှုံးပွဲတွေပဲတွေ့ကြုံထားပြီးတော့အိမ်ဝင်ပွဲစဉ်တွေဆိုလို့ရှိရင်တော့ရလက်ကောင်းတဲ့စတက်ရယူထားနိုင်တဲ့အသင်းတွေဖြစ်တယ်အဲ့တော့ဒီပွဲစဉ်မှာဒီလိုအိမ်ဝင်ကောင်းတဲ့အခြေအနေကြောင့်ဂီတာဖေးကို level 60ဈေးတန်းတိပေးနေတယ်လို့ကျွန်တော်ကယူဆပါတယ်။နောက် guitar pickup ကိုပြန်ကြည့်ရမယ်ဆိုလို့ရှင် guitar pickup ဟာအဓိကဟာပြောရမယ်ဆိုလို့ရှင်အဲ့ဂူပေါင်းဈေးကိုပြောရမှာဖြစ်တယ်။ဂူပေါင်းဈေးကနောက်ဆုံး3ပွဲဆက်ဒီပွဲဟုတ်ပါမယ်ဆိုရင်2ပေါင်း50ပြီးခဲ့တဲ့အလာဘတ်နဲ့ပွဲစဉ်မှာဆိုလို့ရှင်သူ့အနေနဲ့1တရှုံးဈေးတောင်ပေါက်ခဲ့တာတရှုံးဈေးပေါက်ခဲ့တော့အဲ့1111နဲ့ကြီးဇက်တိုက်ကြတယ်ဘိုးဘောင်မှာပေါက်လိုက်ရင်ဒူပေါင်းစည်းတွေကြီးပေါက်တယ်ဘိုးဘော်တွေကြီးတွားနေတယ်ဂီတာပြီးလို့ပြောရမှာဖြစ်တယ် ဒီရာသီမှာဝေးကွင်း၄ဘွယ်ကစားထားရတယ်။နှစ်ဘွယ်နိုင်နှစ်ဘွယ်ချုပ်ရလဲထွက်ထားတယ်။စက်တာဘီကိုစီဗီလာတို့ကို အဖွင့်ပွဲဒီမှာအနိုင်ရရှိခဲ့ပြီးတော့ဒီဘလန်စီယာဘာစီလိုနာတို့ကိုရှုံးနေခဲ့တယ်။အဲ့တော့နောက်ဆုံးနှစ်ဘွယ်ဆက်အိမ်ဝင်းမှာကြည့်မယ်ဆိုလို့ချင်းအလာဘတ်နဲ့ဝမ်ဝမ်လီဗန်တီနဲ့ဝမ်ဝမ်သူကြီးကြာထားခဲ့။အဲ့တော့သုံးဘွယ်ဆက်ကြီးတော့ဂီတာဖေးတို့တေမကြတဲ့မှုကိုကျွန်တော်ကယူဆတယ်။ပြီးတော့ဒီဂိုးပေါင်းစေးကတော်တော်တန်ကြာဝင်ကြကောင်းတဲ့ဂိုးပေါင်းစေးနော်။ဘာဖြစ်လို့အဲ့လိုပြောရတယ်လဲဆိုလို့ချင်းခုနကလည်းပြောခဲ့ပြီး ဒီဈေးတွေဒီပေါက်ပြီးတော့ဂိုးပေါ်ပြီးဒီကစားနေတဲ့ဂီတာပဲဖြစ်နေတယ်ဒီပွဲစဉ်ကသူ့အနေနဲ့ဂိုးပေါ်ပါအောင်မလားဆိုတာစဉ်းစားကြတဲ့ချက်ချက်လည်းဖြစ်တယ်ပြီးတော့ဂီတာဖေးနေတယ်လေတေတွေကတုံးဒီပွဲကြီးမဖြစ်နိုင်ဘူးလို့ယူဆတယ်တော့ကျွန်တော်ဒီပွဲစဉ်ပါတော့အိရှင်ဦးစာဇူနာဘောဒီကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲကတော့ဂျာမန်ဘွန်ဒလီကာပွဲစဉ်ဖြစ်ပါတယ်ဟော်ဘိုင်းတင်းနဲ့ကိုလုံးတို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုလို့ရှိရင်ဟော်ဘိုင်းတင်းက1.90ကိုပေါင်းသိမ်းပါဆိုလို့ရှိရင်တော့3.20ဈေးထဲမှာရှိနေပါတယ် ဒီနဲ့တင်းရဲ့လက်ရှိရှည်စွမ်းကမှန်နေတာမျိုးမဟုတ်ဘူးအနေနဲ့တက်ကြတယ်နဲ့သွားနေပြီးတော့တပွဲချုံတပွဲနဲ့အဲ့ဒီပုံစံတွေပဲသွားနေတယ်ဟော်ဘိုင်းကိုကြည့်မယ်ဆိုလို့ချင်းယာစီဖွင့်ပွဲမှာလီဗာကူစင်ကို2-1နဲ့နိုင်ခဲ့ပြီးတော့အိမ်နောက်မှာဆိုလို့ချင်းအိမ်ဝင်မှာဖရန့်ဖက်ကို3-1နဲ့ရှုံးတယ်တတိယပွဲစဉ်မှာဆိုလို့ချင်းယူနီယံဘာလင်ကိုဝေဝင်းကနေ4-2နဲ့4-2နဲ့နိုင်တယ်အဲ့ဒီနောက်အိမ်ဝင်ပွဲစဉ်မှာဆိုလို့ချင်းနော်ဘိုင်ယန်မြူနစ်တွေကိုအိမ်ဝင်မှာပဲ4-1နဲ့ရှုံးနေခဲ့ပြန်တယ်နောက်ဆုံးပွဲစဉ်မှာဆိုလို့ချင်းနော်ဖရန့်ဖက်ကို1-1တည်ကစားထားခဲ့တယ် ဒီပွဲစဉ်တွေမှာထူးခြားချက်ကဘာလဲဆိုရင်ဟော်ဘန်ဟင်းဟာဒီဟာဒီအဝေးခွင်း၃ပွဲစလုံးကိုရှုံးပွဲမရှိတာဘူးနှစ်ပွဲနဲ့တစ်ပွဲတည်းကြာလိုက်ဒါပေမဲ့အိမ်ခွင်းနှစ်ပွဲလုံးကိုဘိုးပြက်တည်းကြီးပဲရှုံးနေထားခဲ့ရတယ်အဓိကအဖြစ်ခန်စစ်ကအိမ်ခွင်းရောအဝေးခွင်းရောကိုဇက်တက်သွင်းကိုဖွင့်ပြနေရပါတယ်ဒါကြောင့်ဒီနေသားကြောင့်လည်းတို့တွေနဲ့3မိုင်20ဇီတန်ဖြစ်နေတယ်လို့ကျွန်တော်ကယူဆတယ်ကိုလုံးကိုကြည့်ပြန်တော့လေကိုလုံးကလည်းဒီပုံစံအတိုင်းပါပဲပွဲစဉ်တိုင်းကိုသွင်းကိုဇက်တက်ဖွင့်ပြနေရတယ်ရာစီစ ဖွင့်ပွဲ၃ပွဲမှာနှစ်ပွဲနိုင်တစ်ပွဲတည်းရလက်ထွက်ထားခဲ့တယ်ဆိုပေမဲ့နောက်ဆုံးနှစ်ပွဲဆက်မှာကြည့်မယ်ဆိုလို့ချင်းဘေးကိုးတွေဇက်တက်ခွင့်ပြုနေရတယ်လို့သူအနေနဲ့လည်းတိုက်စစ်ကသွင်းကိုးတွေရထားတာကိုလည်းတွေ့ရတယ်နောက်ဆုံးနှစ်ပွဲမှာအဝေးကလိုက်စစ်ကို3-1နဲ့ရှုံးနေတယ်ပြီးခဲ့တဲ့အိမ်ဝင်ပွဲစဉ်မှာဆိုလို့ချင်းစတုတ်ဂတ်ကို2-1နဲ့ရှုံးနေတယ်ဒါကိုကြည့်မယ်ဆိုလို့ချင်းနှစ်သင်းစလုံးကပလိုင်းပေါက်နဲ့ဖားကောက်နေတဲ့ပုံစံပါပဲသူတို့နှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရမယ်ဆိုလို့ချင်းလည်းဒီ တလက်စီပဲအတာရထားတာကိုတွေ့ရတယ်အရင်ကြီးကွာဟနေတာမျိုးတော့နောက်ပိုင်းနှစ်တွေမှာမတွေ့ရတော့ဘူးအဲ့တော့ကျွန်တော်ဒီပွဲမှာစဉ်းစားတာကဟောပိုင်းရအိမ်ဝင်နိုင်ဝင်လုံးဝမရှိသေးဘူးရလက်ကောင်းတွေလုံးဝမရထားနိုင်သေးဘူးသူ့အနေနဲ့တကယ်လို့တိုက်စစ်ကောင်းတွေ front back တို့ Bayern Munich တို့လိုအတင်းအနေနဲ့တွေ့ရတဲ့အတွက်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့နောက်ပိုင်းမှာကိုလုံးဟာစွမ်းဆောင်ရင်းနေတယ်ကြာနေလို့ကြောင့်ဟောပိုင်းတို့အတွက်အိမ်ဝင်ရလက်ကောင်းရယူနိုင်ဖို့အတွက်အကောင်းဆုံးပွဲစဉ်လို့ကျွန်တော်ကတော့မြင်မိတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်အင်ရှင်ဖြစ်တဲ့ဟောပိုင်း body ကိုပဲ ေးချဲ့ပေးကြပါတယ်။နောက်တစ်ပွဲက ETD Series ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဗီရိုနာတင်းနဲ့ဆက်စူအိုလိုရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာဆိုလို့ချင်းဗီရိုနာတင်းက11:20ကိုကောင်းစီမှာဆိုလို့ချင်းတော့2:40ဈေးထဲမှာရှိနေပါတယ်။အဲ့တော့ဗီရိုနာကတော့ဒီရာဒီမှာတေးဆရာကြီးတို့တော့ပြောရမှာပဲဖြစ်တယ်။ကုချင်ကြီးနိုင်ဘက်တစ်ပွဲမှလည်းမရှိသေးဘူး။ဟာဝေးကစားထားတယ်။၃ပွဲတည်းနှစ်ပွဲရှုံးရလာထွက်ထားတယ်။အိမ်ဝင်ကစားသမျှတွေကိုတည်ရည်ကြီးကစားထားသူ့အနေနဲ့ကအိမ်ဝင်ဆိုရင်တည်ကစားတယ်အဝေးဝင်ဆိုရင်ကိုပြတ်ချုံတဲ့ပုံစံတော့ဖြစ်နေပါတယ် ဒီ၅ဝက်ကစားထားမှာຢာကွာလေ၂ကိုးပဲရှိတယ်ပေးကွာလေ၈ကိုးတိတိရှိနေပါတယ်ဒါပေမဲ့ကိုးတွေပေးခဲ့ရတယ်ဆိုတာကလည်းလာစီကိုဒီရိုမာတို့အသင်းတွေကိုဖျက်နေတယ်အိမ်ဝင်းမှာဆိုလို့ရှိရင်တော့ဂျူဗီတက်ဆိုအသင်းကိုတော့မှဝမ်ဝမ်တီကစားထားနိုင်ခဲ့ပါတယ်ဆဆူအိုလိုကိုကြည့်မယ်ဆိုလို့ကျွန်တော်ဆဆူအိုလိုကကိုယ်လဲတွင်းနေကိုယ်လဲပေးနေတယ်ဆိုတဲ့အတင်းလို့ပြောမှာဖြစ်တယ်၅ဘွဲမှာ၂ဘွဲနိုင်၃ဘွဲရှုံရလက်ထွက်ထားတယ်ຢာကို9ကိုပေးကို8ကိုတိရှိတယ် သူ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဆက်စုအိုလိုကလည်းအိမ်ခွဲမှာဆိုလို့ရှိရင်တော့တိုက်စစ်ကဂိုးတွေပူရတယ်အဝေးခွင့်ရောက်ပြီဆိုလို့ရှိရင်တော့တိုက်စစ်ကဂိုးသွင်းနိုင်တယ်ဆိုပေမဲ့လည်းခန်းစစ်ကလိုင်းပေါက်ကြီးလိုဖြစ်နေတယ်ဇာတ်တိုက်ကိုဂိုးတွေဖွင့်ပြနေရတယ်အဝေးခွင့်ရလက်တွေရဆက်စုအိုလိုကလည်းကောင်းနေတယ်သင်တော့မဟုတ်ပါဘူးအဲ့တော့ဒီပွဲစဉ်ကကြည့်မယ်ဆိုလို့ရှိရင်ဗီဒိုနာကလည်းအရင်ရင်ဖွင့်ကစားတဲ့သင်မဟုတ်ဘူးအိမ်ခွဲဆိုလို့ရှိရင်တိုက်စစ်ကဂိုးမရရင်တော့ခန်းစစ်ကဂိုးခွင့်မပြုရရင်ပြီးရောဆိုတဲ့ပုံစံကြီးတော့ဖြစ်နေတယ်အဲ့တော့ဒီပွဲစဉ်ကရိုးရှင်းပါတယ်ဂိုးအောက်လိုပဲကျွန်တော်ကတော့ယူဆမိပါတယ်ခင်ဗျာ နောက်တစ်ပွဲကတော့ပြင်သစ်လီဂူပွဲစဉ် Paris FC တင်တဲ့ Lorient တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုလို့ကျ Paris FC တင်က1ပေါင်90ကိုပွဲစဉ်မှာဆိုလို့ကျတော့3ပေါင်60ဈေးထဲမှာရှိနေပါတယ်ဒီဟာဒီမှာတန်းတက်လာတဲ့ Paris FC ကဒီဒီဂူ1ကိုရောက်တဲ့ခါမှာလည်းရှေ့ဆန်းလေးကမဆိုးဘူးလို့ပြောလို့ရတယ်သူအနေနဲ့လည်းအရင်ကြီးစိုးဝနေတဲ့အတင်းတော့မဟုတ်ဘူးပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း nice thing ကိုဝေဝင်းကနေပြီးတော့1-1တည်းကစားထားခဲ့တဲ့အိမ်ဝင်းဆိုလို့ရှိရင်လည်းရလက်ကောင်းလေးရယူထားတတ်တဲ့အတင်းဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ပုံစံက ကိုယ်တွေလည်းတွင်းတယ်ကိုယ်တွေလည်းပြန်ပေးနေတယ်ဆိုတဲ့အတင်းပါပဲလိုရင်းရကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၅ပွဲမှာကြည့်မယ်ဆိုရင်ဒီ၂ပွဲနိုင်တစ်ပွဲတည်း၂ပွဲရှုံးရလတ်ထွက်တာဒါပေမဲ့နောက်ဆုံး၂ပွဲဆက်မှာကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်းမှာလီဟပ်နဲ့ဝမ်ဝမ်တည်ကြတယ်အိမ်ကွင်းမှာမိုနာကိုကို3-1နဲ့နိုင်တယ်ဒါပေမဲ့မိုနာကိုကိုနိုင်တဲ့ပွဲစဉ်မှာအစောကြီးမိနစ်20ကျော်လေးမှာပဲမိုနာကိုကတယောက်ထုတ်ခံခဲ့ရတယ်အဲ့ဒီအတွက်ကြောင့်လည်း3-1ဆိုတဲ့ရလတ်နဲ့အနိုင်ရရှိခဲ့တာလို့ကျွန်တော်မြင်တယ်ဒီတိုင်းဆိုရင်တော့သူအနေနဲ့ခက်ခဲနိုင်တယ်ပေါ့နော် မိုနာကိုဆိုတာဒီရသည်မှာရိုင်းဆိုးရနေတဲ့အတင်မဟုတ်တဲ့အတွက်ကြောင့်ပါအဲ့တော့ဒီဝက်ဆင်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနှစ်ဖက်သွင်းကိုးတွေရကောင်းရနိုင်တယ်ကျွန်တော်က200တပောက်ရှိတယ်လို့ငြင်းမိတဲ့အတွက်ကြောင့်3 pound shock ဆီဆိုတဲ့ဈေးကြမှာကျွန်တော်9 pound ပေါ်ကိုပဲဒီကဒါရွေးချယ်ပြေးချင်ပါတယ်ဒီကိုအားလုံးပဲကစားသမျှအပေါင်းပြကြပါစေခင်ဗျာ